တဲ့ချောင်းနဲ့ယုံနေရတာဒီနေ့မှာတော့တင်းရဲ့လက်ချောင်းတွေကိုအင်ဂျင်နှလုံးသက်ပေးလိုက်တယ်လို့ဖြစ်စေမဲ့ alternate plugging နဲ့မိတ်ဆက်ပေးသွားမှာပါဒီ alternate plug list တွေကိုတေးချပေးခြင်းပြီးသွားရင်ညာလက်ချောင်းတွေရဲ့ speed ကိုနှဆပုံများစေမှာပါ န်းရှင်မှုတစ်ခုလုပ်ကြည့်အောင်လက်ညှိုးတစ်ချောင်းလက်အားစိုက်ပြီးတာနဲ့မက်ထရိုနုံးတန်ဖိုးတရားနေစကြည့်အောင် on 2140 1 2 3 go စံပြေသေးတယ်160 1 2 3 4160ရေရှည်3မိနစ်4မိနစ်တီးနိုင်ဖို့မလွယ်ပါဘူးအခု alternate plug နဲ့တံပိုးတရားနေစပြီးကြည့်အောင် realize. Yeah, One, oh, two, three, go. Yeah, Chelsea. เนี่ยชัดเจน one two three go One, two, three, four. Okay ချောင်းလာချက်ကိုတွေ့မှာပါနော်လက်တစ်ချောင်းထဲနဲ့160လောက်မနည်းယုံနေရတဲ့ချိန်မှာလက်နှစ်ချောင်းကိုစနစ်တကျသီးလိုက်တဲ့အခါမှာတန်ဖိုး100အထိတက်တာရရသွားလို့ရပါတယ်ဘယ်လိုစသည်မလဲပထမဆုံးအနေနဲ့လက်မကိုအပေါ်ဆုံးကျိုးတုံးဟုံးပစ်ကပ်ပေါ်မှာတင်ထားမှာ လက်ချောင်းတွေကပေါပေါပပလေးရှိနေပါစေ။တရန်တင်းမထားပါနဲ့။ in the middle လက်ညိုးနဲ့လက်ကလေးကိုတလက်စီသုံးပါမယ်။လက်ညိုး i ကပထမနှုတ်ကိုတီးမယ်။လက်ကလေး m ကဒုတိယနှုတ်ကိုတီးမယ်။တလက်စီဒီလိုပဲတီးသွားပါမယ်။ဒီနေရာမှာ rest နှုတ်ကအရေးကြီးပါတယ်။ ကျိုးတစ်ချောင်းကိုတီးလိုက်တဲ့အခါမှာဥမာဒီကျိုးကိုတီးလိုက်တယ်အိုင်နဲ့တီးတယ်ဆိုရင်ဒီလက်ညှိုးကအိုင်ကအေးကျိုးပေါ်မှာလာလာတယ်ဒါကို rest stroke လို့ခေါ်ပါတယ် PM နဲ့တီးတယ်အေးကျိုးကိုတီးတယ်ဆိုရင် E ကျိုးပေါ်မှာလာလာမယ်ဒါကို rest stroke လို့ခေါ်ပါတယ် ီလို restroom နဲ့တီးတာဟာ volume တွေကိုညင်ညာစိတ်ပြီးမှတခြားကြိုးတွေရဲ့အုံခါတန်တွေကိုလည်းထိမ့်မိပါတယ်။ Okay ကျွန်တော်တို့ alternate plug လေ့ကျင့်တဲ့ဘက်ကိုဆက်သွားရအောင်။ E string ပေါ်မှာ I am I am ကိုဝါကနုနဲ့စသီးကြည့်ရအောင်။1 2 3 go ရှင်းလင်းပြီးညီညာတဲ့တာထွက်အောင်တည်အောင်အဆင်ပြေပြီဆိုရင်မက်ထရိုနုံးကို10မှ10မှစီတင်ပြီးတည်အောင်90 1 2 3 4 ဒီလိုနီးနဲ့တန်ဖိုးကိုတပြည့်ပြည့်တင်သွားပြီးမှ I am I am ကိုလက်ရင်ပါလောင်လေ့ကျင့်အောင်နောက်လေ့ကျင့်ခန်းတစ်ခုအနေနဲ့က E E D G ကျိုးတွေကို E ကိုနှစ်ပါး A ကိုနှစ်ပါး D ကိုနှစ်ပါး G ကိုနှစ်ပါးအဲ့လောက်က1 and 2 and 3 and 4 and ဒီပြန်မှလက်ချက်စီပြီးပါမယ်တန်ဖိုး60နဲ့စမယ် One, two. 让太昂。 tempo 90နဲ့တီးရအောင်1 2 3 4 地啊。嗯 같아. <laughs> Ariane ja, nein Bir anlasın. 这样例子。Yeah, อเคဒီလိုပဲတန်ဖိုးကိုကိုနိုင်တော့60ကနေစပြီးမှအိမ်နှုံနဲ့တပြေးပြေးချင်းမမစီတက်ပြီးမှ60 65 90 95 80အလိုကိုနိုင်တော့တီးသွားဖို့အကြံပေးချင်ပါတယ်ဒီနေရာမှာအတက်နိုင်ဆုံးနှုတ်တလုံးနဲ့တလုံးညီအောင်ပြီးဖို့ပြင်းအလဲကြလေးဖြစ်အောင်အာယုံစိုက်စိတ်ချင်ပါတယ်ကျိုးပြောင်းသွားရင်လည်း alternate အလဲကြကိုမပြတ်ပါစေနဲ့ ဒါကတော့အမြန်နှုံးကိုတကယ်တက်စီတဲ့လေ့ကျင့်ခန်းပါဒီလိုမတူတဲ့တင်ပေါ်တွေကိုတီးကျင့်တဲ့အခါမှာ60ကစရယ်နှစ်ပါးစီတီးရယ်80 80 90 100 120 140ပြီးရင်60 90 80အလိုတန်ပေါ်အနည်းနဲ့တီးလိုက်အမြန်နဲ့တီးလိုက်ဒီလိုမတူတဲ့တင်ပေါ်တွေကိုတီးကျင့်တဲ့အခါဒီလေ့ကျင့်ခန်းတွေကအုံနောက်နှံလက်ကိုတွဲပြီးမှအမြန်နှုံးကိုရင်းနှီးသွားစေပါတယ် အဓိကအချက်က I am I am အလဲကျကိုယူဆိုင်ဖို့ restroke ကိုမမေ့ဖို့ metronome နဲ့ဖြည်းဖြည်းမှန်မှန်လေးလေ့ကျင့်ဖို့ပါပဲဒါက systematic training စနစ်တကျလေ့ကျင့်မှုပါဒီလေ့ကျင့်ခန်းတွေက base player ရဲ့မြန်နှုန်းကိုနှစမြင့်တင်ပေးမှလေ့ကျင့်ခန်းတွေပါပဲဒီဗီဒီယိုကအကျိုးရှိတယ်ဆိုရင် like share လုပ်ဖို့ subscribe လုပ်ဖို့မေးပါနဲ့ဒီလေ့ကျင့်ခန်းကိုတစ်ပတ်လောက်တိတ်ချာ လောက်ပြီးမှသင်ရဲ့ speed ဘယ်လောက်တက်လာလဲဆိုတာကို comment မှာပြပြပေးပါကျွန်တော်စောင့်မျှော်နားဆွင့်နေပါမယ်တာယာနဲ့နေလေးဖြစ်ပါစေ